ဧပြီလမှာစပြီးဖွဲ့စည်းခဲ့တဲ့ Hope Foundation ဟာချောင်းသာကကြေးရွာ၃ရွာမှာရှိတဲ့ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေစိတ်ရတဲ့မိသားစုဝင်တွေနဲ့စာသင်ကျောင်းတွေအတွက်စက်သိန်းတရာဖို့လှူဒန်းခဲ့ပါတယ်။ပညာရေးထောက်ပံ့မှုတွေလုပ်တဲ့ Hope Foundation မှာဘသူတွေပါဝင်ကြလဲ။ Hope Foundation ကို Style Magazine ရဲ့ CEO လည်းဖြစ် Editor ချုပ်လည်းဖြစ်တဲ့ကိုချစ်ထိုက်ကထူထောင်ခဲ့တာဖြစ်ပြီးသူတို့ Foundation ရဲ့ပထမဆုံးအလှူကိုတရုတ်ဆောင်တဲ့ Model တွေဖြစ်တဲ့ရဲရင်ထွန်း၊နိုင်မင်းသူ၊ထပ်ဖုံးနိုင်၊ပိုင်တကွန် မျက်လာမင်းတက်လုံးပုံစတဲ့အမှုပညာလောက်ကိုင်းသူတွေအများကြီးလိုက်ပါခဲ့ကြပါတယ်။ရွှေတောင်ရံကျေးရွာခွဲအတွင်းကရက်ွက်တဲ့၆ကောင်စိတ်ကြီးဥရုစတဲ့ကျေးရွာတွေကကြောင်းမနေနိုင်တဲ့ကလေးငယ်တွေအတွက်လှူဒန်းခဲ့ပြီးမိဘမဲ့ကလေးတွေရဲ့တပ်ပုံတွေကိုမဂဇင်းထဲမှာဖော်ပြသွားမယ်လို့ဆိုပါတယ်။အကူကဘယ်လိုမျိုးကြီးရွယ်ချက်နဲ့လုပ်လဲဆိုလို့ရှိရင်အကူရဲ့မဂဇင်းမှာပေါ့နော်လာစင်နာမည်ကြီးလို့ပြောရရှင်အကူဖလက်ကန်ပိုက်ပေါ့နော်ဖြူမဲနဲ့ကလေးလေးတွေကို မိဘမိတ်ကလေးလေးတွေကိုချီပြီးရိုက်ထားတဲ့ပုံလေးရှိတယ်နော်အဲ့ပုံလေးတွေကအကောကဒီမဂ္ဂဇင်းမှာဆိုလို့ရှိရင်ဒါအမြဲတမ်းလာစင်အလှူအနေနဲ့ဆာမျက်အလှူအနေနဲ့ပေါ့နော်တပါဝင်ထည့်သိမ်းပြီးတော့ပြန်တော့မှာဖြစ်ပါတယ်ဆာမျက်နာ၃လ၅ပုံစာအလှူအတန်းစိတ်ပါဝင်စားတဲ့ထဖုံးနိုင်က Style Raw Magazine ကကိုချစ်ထိုက်ကအရင်ကတည်းကခင်မင်ခဲ့ပြီးအခုလို foundation လုပ်ပြီးကူညီဖို့ကန့်လန့်ခဲ့တာကြောင့်ပါဝင်ခဲ့တယ်လို့ပြောပါတယ်မိဘမဲ့ကလေးတွေအတွက်အလှူလုပ်ရင်ခီးထွက်ရတာထူးခြားပါတယ်လို့သူကဆိုပါတယ် ။အများတဲ့ဒီလိုကြီးရအောင်အင်းနဲ့ကောက်ဖို့ဒီလိုပေါ့နော်။ဒီလိုကိုယ်တိုင်လည်းရရတယ်။ဒီလိုပေါ့ကြီးရသူကအင်းနဲ့ဒီ normal ဒီ normal ပါလို့ပေါ့။ဒီကလေးလေးတွေကအင်းနဲ့အင်းနဲ့တော့သွားတယ်။ဒါပေမဲ့သူကြီးတဲ့ဒီကနေ့ဒီနေ့ဟုတ်ဖောင်ဒေးရှင်းရဲ့အလူကိုဂျွန်၁၉ရက်နေ့က Central Hotel မှာရှင်းလင်းပြောဆိုခဲ့ပြီးလှူဒန်းခဲ့သူတွေကိုဂုံပြူလက်မှတ်တွေချီးမြှင့်ခဲ့ပါတယ်။